ဂလာတိဩဝါဒစာကျွန်တော်ဖတ်တဲ့အခါမှာရှင်ပေါလုမှာဝန်တာပီတိဖြစ်တဲ့အကြောင်းတွေတိတ်မတွေ့ရပါဘူးသူတို့ကိုအပြစ်ပြောတယ်ဆုံးမတယ်ဒီအရာတွေနဲ့ပဲတွေ့ပြီးတော့ကောင်းကောင်းမွန်မွန်အဆုံးသတ်ထားတာလည်းမတွေ့ရတယ်လို့ပဲကျွန်တော်မြင်မိတယ်အတိတ်ပဲကဒီလိုမျိုးအတုအယောင်တွေနဲ့ဆုံးမဩဝါဒပေးတဲ့အခါမှာသူ့ရဲ့ဂိယုဏတော်တော်တွေပို့ပြီးတော့မြင်လာတာမြင်နေရတယ်ဆိုတော့ကျွန်တော်ဒီမှာတွေ့ရတယ်ဒီလိုဆင်ရအတုအယောင်တွေကိုရှင်ပေါလုကပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြထားတာကျွန်တော်တွေ့ရတယ် မင်္ဂလာနဲ့နေခင်ပါခင်ဗျာဘုရားသခင်မကုံဆုံးတဲ့ဂျင်းနာတော့ကြောင်းကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်အော်တိုဘာလာ20နဲ့8ရက်နေ့ထိရောက်ရှိလာခဲ့ပုံပါပြီကျွန်တော်တို့ရဲ့ morning devotion ကိုအမြဲတမ်းအားပေးကြတဲ့အရာအတိုင်းလည်းအထူးကျေးဇူးတင်နေကျွန်တော်တို့ကိုအမြဲတမ်းနန်းတဲ့အတိုင်းမှာရှင်လန်းစွာနှုတ်ထောက်ခွင့်ပေးတဲ့ဘုရားသခင်နာမတော်လည်းအထူးကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ထံကိုလည်းမိမိရဲ့ဆုတောင်းချက်တွေဆက်လက်ပြီးတော့ပေးပို့ကြပါအရာအတိုင်းအတွက်ကျွန်တော်တို့အမြဲတမ်းဆုတောင်းပေးလျက်ရှိနေသေးပါပဲ ျွန်တော်ဒီနေ့အော်တိုမာလာ20နဲ့ရှင်းရက်နေ့ကိုအခြေခံထားတဲ့ခေါင်းစဉ်လေးကိုကျွန်တော်ပြောပြခြင်းနဲ့ဂလာတိမြို့၌ဖောက်ပြန်မှုကြီးဒီလိုခေါင်းစဉ်ရပါတယ်အခြေခံထားတဲ့ကြမ်းချက်လေးကျွန်တော်ဖတ်ပြခြင်းနဲ့ဂလာတိဩဝါဒစာအခန်းကြီး1အပိုင်းငယ်6နဲ့9ခရစ်တော်ဤဂျေဇူးအားဖြင့်သင်တို့ကို ခေါ်တော်မူသောသူသည်ဤမြလောက်မြန်မြန်ခွာ၍သင်တို့သည်အခြားသောအဲ့ဝင်လိတရားကိုခံယူကြသောကြောင့် ငါသည်အံ့ဩခြင်းရှိ ထိုအဲဝံဂလိတရားသည်အဲဝံဂလိတရားမဟုတ်တင်းတို့ကိုနှောက်ရှက်၍ခရစ်တော်၏အဲဝံဂလိတရားကိုမှောက်လန့်ခြင်းသောသူအချို့ရှိကြ၏ဒီနေ့တော့ကျွန်တော်တို့ဂလာတိအသင်းသူတင်းသားတွေခံလိုက်ရတဲ့ဒီအဲဝံဂလိတရားမဟုတ်တဲ့အဲဝံဂလိကိုသူတို့ကြားနာမိတဲ့အကြောင်းအရာနဲ့ကျွန်တော်တို့အစင်ကျင်ကြဖို့ဖြစ်ပါတယ်ဂျေရုရှလင်မြို့မှာအတုအယောင်တရားဟောစရာတွေစပြီးပေါ်လာပါတယ် ဒီအတုအယောင်တရားဟောဆရာတွေကဂျေရုရှလင်မြို့ကိုရှုပ်ထွေးစေပြီးတော့ဒီနေရာနေကူးဆက်လာတဲ့အရာဟာဆိုရင်ဟွန်းဂလာတိမြို့အထိရောက်ရှိသွားတာပဲဖြစ်ပါတယ်။ယုံကြည်သူအချင်းချင်းမှာစိတ်ဝမ်းကွဲပြားစေတယ်။ဒီအတုရောက်နေတာဘယ်ဟာနဲ့ပေါ်လာတယ်လဲ။ကျွန်တော်မမှားဘူးဆိုရင်ယူရလူမျိုးတွေစီရတယ်မယ်စတင်ပြီးတော့ပေါက်ဖွာလာပါတယ်။ဘာကြောင့်လဲဆိုတော့ယူရတွေကငโกတွေကအယူသီးတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြတယ်။ အသင်းတော်ဘဟုရဲ့အဆုံးဖြတ်ချက်တွေကိုသူတို့လျှို့ရှူလာပြီးတော့သူတို့ရဲ့ဒီအယူတည်တဲ့အချက်တွေရတပတ်အမျိုးသားတွေကိုတနည်းအားဖြင့်အေးပြားလေးခိုင်းတာမျိုးပြီးတော့ဒီစားတောင်းမှုအချောက်ယူဒဝီနီ အထုံးဖွဲ့တွေမှာ အတင်းကျပ်လိုက်ခိုင်းတာမျိုးတွေပါဆလာဒီအရာတွေကတပတ်အမျိုးသားတွေနဲ့ပြင်းထန်နေတဲ့ဂလာတိအသင်းတော်စီကိုကူးဆက်သွားတဲ့အခါမှာဂလာတိအသင်းတော်တွေရဲ့ဒီအနေအထားမျိုးမှာဆိုလို့ရှိရင် ပို့ပြီးတော့ကြရက်ရိုက်သွားတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်မလို့ရှင်ပေါ်လူဟာဆိုလို့ရှိရင်ဒီအတုအယောင်ဆရာတွေကိုတတိထားဖို့ပြန်ပြီးတော့တတိပေးရတယ်။ဂလာတိဩဝါဒစာကျွန်တော်ဖတ်တဲ့အခါမှာရှင်ပေါ်လူမှာဝန်တာပီတိဖြစ်တဲ့အကြောင်းတွေတိတ်မတွေ့ရပါဘူး။သူတို့ကိုအပြစ်ပြောတယ်ဆုံးမတယ်ဒီအရာတွေနဲ့ပဲတွေ့ပြီးတော့ကောင်းကောင်းမွန်မွန်အဆုံးသတ်ထားတာလဲမတွေ့ရတယ်လို့ပဲကျွန်တော်မြင်မိတယ်။အတိတ်ပဲက ဒီလိုမျိုးအတုရောင်နေနဲ့ဆုံးမဩဝါဒပေးတဲ့ခါမှာသူ့ရဲ့ဂိယုဏဒေါသတွေပို့ပြီးတော့မြင်လာတာမြင်နေရတယ်ဆိုတော့ကျွန်တော်ဒီမှာတွေ့ရတယ်ဒီလိုဆင်ရအတုအယောင်တွေကိုရှင်ပေါလုကပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြထားတာကျွန်တော်တွေ့ရတယ်အဲဝင်လီတည်င်းစကားကိုမှားမှားမှားယွင်းသဘောနဲ့နေရာဝင်ယူလိုက်တယ်အဓိကနဲ့တာမင်ညကွယ်လွင်းနေတာကျွန်တော်တွေ့ရတယ်ရှင်ပေါလုကဆိုယုံကြည်သူချင်းရဲ့မူရင်းကိုပဲပြန်လာရဖို့တိုက်တွန်းလိုက်တယ် ျွန်တော်ခရစ်တော်ကိုမျှော်ကြည့်နေရမယ့်စာဝိနည်းအထုံးဖွဲ့တွေမျှော်ကြည့်နေမယ်ဆိုရင်ဒါဟာအဲဝင်လီမဟုတ်ဘူးဆိုတာကျွန်တော်ဒီမှာတွေ့ရတယ်။တို့ရဲ့ဒလိထုံးစန်းတွေကိုဦးစားပေးချင်ပြီးခရစ်တော်ရဲ့တရားတွေကိုမှောက်လံပြည့်မယ်ဆိုလို့ရှိရင်ဒါဟာအဲဝင်လီတရားစီမရောက်တော့ဘူးလို့ရှင်ဘောလူကပြောပြနေတာဖြစ်ပါတယ်။မှားယွင်းတဲ့ဖောက်ပြန်တဲ့သူတွေဒီအဲဝင်လီတရားကိုတို့ရဲ့ထုံးလဲ စင်လာအောက်မှာထားရှိတဲ့ပုံကိုယ်လေးလို့ပဲရှင်ပေါ်လူကဝေဖန်ထောက်ပြသွားတာကျွန်တော်တွေ့ရတယ်။တမန်တော်တွေအချိန်ခါမှာယူရလူမျိုးတွေအသုံးပြတဲ့ဝိနည်းအထုံးဖွဲ့တွေကိုရှေ့တန်းတင်ပြီးတော့ခရစ်တော်ကိုညှင်းပယ်ခဲ့မိကြတယ်။ခရစ်တော်ကနောက်ရောက်သွားတယ်။ထို့အတူယနေ့ကအချိန်ခါမှာခရစ်ယာန်တွေဟာလည်းပဲခရစ်တော်ကိုဗဟုပြုနေပါတယ်လို့ထားနေတဲ့အောင်ဖြစ်ပေမဲ့အဲ့ဒီဟာရဲ့နောက်ကွယ်မှာသူတို့ရဲ့ဆန္ဒတွေကိုဦးစားပေးနေကြတယ် သူတို့လူယာကိုတမချမ်းသာကိုသူတို့လူယာဘက်မှာဆွဲသွင်းပြီးတော့ဟောကြားနေတဲ့တရားဟောဆရာတွေလည်းအများကြီးထွက်လာတာကျွန်တော်တွေ့ရတယ်။ဒီတမန်တော်တွေအချိန်ခါတုန်းကနော်ဧဝံဂေလိအတုအယောင်တွေဟောခဲ့တယ်လို့ယနေ့ခေတ်အချိန်ခါမှာလည်းပဲအတုအယောင်ဧဝံဂေလိတွေကိုပုံစံမှားသွင်းပြီးတော့ဟောနေတဲ့ဆရာတွေအများကြီးပေါ်ထွက်လာတယ်။သတိထားကြပါလို့ကျွန်တော်နေနဲ့ တိုက်တွန်းလိုက်ပါတယ်။ကျေးဇူးတင်တယ်။အခုကျွန်တော်တို့ဆုတောင်းဖို့အချိန်ခါဖြစ်ပါတယ်။ဒီနေ့တော့ကျွန်တော်သာသနာအတွက်ဆုတောင်းလိုပါတယ်။ကျွန်တော်တို့တွန်တေးကအသင်းတော်စာကြီးတိုင်းငယ်လှိုင်သားရာကဖရာကျောင်းငါးဆုတောင်းသာသနာရဲ့ဝနဲ့ချောင်းနဲ့အခြားသောကျမ်းစာကျောင်းကျောင်းတွေအားလုံးအတွက်ပြီးတော့လူငယ်များနဲ့အသင်းတော်ကောင်းဆောင်တွေအတွက်ဆုတောင်းလိုပါတယ်။ခဏလေးဥညွတ်ပြီးဆုတောင်းကြစို့။ကောင်းရင်ဘုချေရှင်ပါကိုရောကျေးဇူးတင်နေနေနဲ့တာတဲ့ နန်းတဲ့အချိန်ခါကိုကောင်းအောင်သင်노ထခွင့်ပေးုံသာမကပဲကရိုရှင်းတင်းစကားကိုကြားနာခွင့်ရတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ကရိုရှင်းညီသက်ချင်းဒီသားမီးအယောက်တိုင်းပေါ်၌တက်ရောက်ပါစေတော့။အိုဖာသားမီးတို့ဒီကရိုရှင်းအမှုတော်ထဲမှာပါဝင်တဲ့အခါမှာနှုတ်ကပတ်တော်သမာတရားအတိုင်းအဲဝံကလေးအနှစ်သာရအစစ်မှန်ကိုဟောကြားနိုင်မှုကိုခွန်အားပေးပါဖာ။ဂျာနာသူအယောက်တိုင်းနဲ့ဝိညာဉ်ခွန်အားအမှန်တကယ်ပေးနိုင်တဲ့အဲဝံကလေးတင်းစကားတွေဟောကြားနိုင်မှုကိုရှင်ခွန်အားပေးသနာတော်ပါ။ အမှုရဆောင်တီးတီးတိုင်းနဲ့ကိုရောကောင်းကြီးပေးတော်မှာပါကိုရောလက်တော်ရဲ့ဆက်ကန့်နဲ့ねကျေးဇူးတင်နေပါယနေ့ဒါနီရဲ့တာသနာလုပ်ငန်းခီးစဉ်မှာလည်းပဲကိုရောရှင်ကောင်းကြီးပေးခြင်းအဖြစ်အမှုတော်လင်းမြန်စွာတိုးတက်ကြီးပွားဖွယ်တဲ့ကိုရောရှင်လမ်းပြပေးသနာတော်မှာကိုရောလက်တော်ရဲ့ဆက်ကန့်နဲ့ねတာသနာအတွက်ဆုတောင်းလို့တယ်တွင်တင်းမှာ ဒီရှိတဲ့ဒီအသိတော်စာကြည့်တိုင်းကြီးကိုလည်းကိုရောကောင်းကြီးပေးပါကိုရောဘုံတော်ထင်ရှားစေတဲ့စာကြည့်တိုင်းဖြစ်ဖို့မာစားပါလိုင်းတာယာမှာဆောက်လို့ဆက်ဖျားချောင်းလည်းကိုရောကောင်းကြီးပေး၍လေမြန်သောပြီးစီအောင်မြင်ပြီးကိုရောဘုံတော်ထင်ရှားစေဖို့ဖြစ်စေတော်မူပါဒါမီတို့နဲ့တူအမြဲတည်ရှိပါငါစုတော်သာသနာဒီဝနဲ့ချောင်းသာသနာနဲ့တကွမြန်မာပြည်အနှံ့မှာရှိတဲ့ကျမ်းစာကြောင်းတွေအားလုံးလည်းကိုရောကောင်းကြီးပေးသနာတော်မူပါဒါမီတွေဆုတောင်းတဲ့အလုံးစုံကိုရှင်နာယောင်လက်ခံလျက် ဒီကိုရဆူတောင်းချက်အရအားလုံးနဲ့ကိုရရှင်လိုတော်ရှိသည့်တိုင်းပြည်စုံစေပါမည်ကြောင့်ယေရှုခရစ်တော်ဖျားအိမ်နာမတော်မြှပြုရေယုတေပါဆူတောင်းပါလိမ့်ပါဗျာအာမင်